ကဲဒါဆိုရင်ကျွန်တော်တို့ဒီပုံစံကိုအာဆီနရီယိုနဲ့ဥပမာလေးတစ်ချက်ဆက်လိုက်ရအောင်အဲ့တော့ပထမဆုံးပေါ့နော်ကျွန်တော်မှာပါရှိလဲဆိုရင်အာ point A ရှိရဲဆိုပါတော့ point A ကသူကဘာလဲဆိုရင်သူကဒီကျွန်တော်ကောင်းပေါ့နော်โอเคကျွန်တော်တို့90% bias ကိုင်းနေနော်တော့ပါလဲဆိုဒီ point ကပေါ့နော်ဒီချိန်ကလေးတို့က90%ခိုင်တော့အမြဲဟက်ကြတယ် ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မှာနောက်ထပ်အာ coin ပြီးရှိရဲဒီကောင်းကိုလည်းကျွန်တော်နည်းနည်းပြန်ပြီးရေးလိုက်မယ်ဒီ coin ပြီးမှာကျွန်တော်ခုရေးလိုက်ပြီဒီကောင်းကကြောက်ပါလဲဆိုတော့ဘောနော်အများတန်းသူကသူကပန်းတက်သူဘောနော်သူက90% bias လိုက်နေဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီကောင်းရဲ့အဲ conditional probability ကိုပြောကြည့်ရအဲ့တော့ conditional probability ကအခုဒီမှာဆိုရင်အာ probability of hat given ဘာလဲဆိုရင်ကျွန်တော် event a ဟုတ်ပြီနော်အဲဒီ event area ကျတော့သူကဘယ်လောက်ရှိမလဲဆိုရင်အခုဒီမှာပေါ့နော်ကျွန်တော်တို့ဒီကောင်ကသူက event A မှာထေချာတယ်သူကအဲမြန် bias line နဲ့ဆိုတော့ကျွန်တော်တို့ head ဖြစ်ဖို့ကကျတော့သူက90%ဆိုတော့ကျွန်တော်တို့ဒီကောင်ကို0.9ဖြစ်မှာထေချာတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့အခုဒီမှာပေါ့နော်ကောင်းပါ0.9ဆိုကျွန်တော်တို့ဒီမှာပန်းအောင်ဆက်သွားရအောင်အဲ့တော့ပန်းဒါဆိုရင်ဒီ given ပါလဲဆိုရင်ကျွန်တော် even a ပဲဒါဆိုရင် even a ကသေချာပေါ့0.1ပဲရှိတော့မယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော် sorry ချတဲ့ဘက်ကိုကျွန်တော်ပြန်သွားရအောင်အဲ့တော့ဒီဘက် quantity ရောက်သွားတယ်အဲ့တော့ quantity မှာသူကပါလဲဆိုရင်သူကအများတန်းသူကတေးဖြစ်နေအဲ့တော့ကျွန်တော်တို့ပုံစံအတိုင်းပဲဒီကောင်ကိုကျွန်တော် even b နဲ့သတ်မှတ်လိုက်လို့ရတယ်အဲ့တော့ even b နဲ့ဆိုရင်အခုဒီမှာကျွန်တော်ဘယ်လိုရေးလိုက်မလဲဆိုတော့ point b point b ပြီးရင်ကျွန်တော်တို့ အာဒီကောင်ဟဲ့ဒီ event ဘီနောက်တစ်ခုပေါ့အဲ့တော့ဒီကောင်ကတေးကြရဲအမြဲတမ်းတေးဘူးအာ many percent bias line လဲဆိုတော့ဟတ်မှာ0.1ပြီးရင်ကျွန်တော်တို့အခုဒီကောင်ကို g given b ပေါ့နော်အဲ့ခါကျရင်ဒီကောင်က0.9ဖြစ်ပါလိမ့်မယ်ဖြေဒါဆိုရင်ကျွန်တော်တို့ဇလန်းစလိုက်ရအောင် အဲ့တော့ကျွန်တော်တို့မှာခုဒီ agent တွေနှစ်ခုရှိရပါတော့။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ number တဲ့ agent တွေအကြတော့ connection နဲ့မပါဘဲနဲ့ကျွန်တော်စမ်းမယ်။ပြီးတော့ number နှစ်မှာအကြတော့ကျွန်တော် connection ပါရဲ့အခြေအနေနဲ့စမ်းမယ်။ဒါဆိုရင်ကျွန်တော်တို့ connection မပါဘဲနဲ့ချက်စမ်းကြည့်လိုက်ရအောင်။ဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ number တဲ့အတွက်အာပြီးသွားပြီပေါ့နော်။အဲ့ဒါဆိုတော့ connection ကိုကျွန်တော်တစ်ချက်စဉ်းစားကြည့်ရအောင်။အဲ့တော့ကျွန်တော်တို့ကဒီ number တဲ့ connection မှာဆိုရင်ဘဲကွိုင်းကြမလဲဆိုတာကျွန်တော်မသိဘူးမသိတဲ့အတွက်ကြောင့်ကျွန်တော်တို့အရင်ဆုံးသူ့ကိုအဲဒီအမှားဆုံး တက်လိုက်တဲ့အချိန်မှာကြမယ်အာခေါင်းကြမယ် probability ကိုတွက်ကြည့်ရအောင်အဲ့တော့ဗာလဲဆိုရင်ကျွန်တော်အခုရေးတင်တာ probability of being h1 ဟုတ်ပြီအဲ့တော့ probability of h1 equal to ဆိုရင်ကျွန်တော်ဗာရမလဲဆိုတော့ရင်းစောတွက်ပါလဲဆိုရင်ကျွန်တော် event a ဖြစ်ပါတယ်အဲ့တော့ event a ကကျွန်တော်ပထမအချိန်ဖြစ်မှာပါအဲ့တော့ probability of events a ပြီးရင် dot အဲ့တော့ဒီနေရာမှာပေါ့နော်ကျွန်တော်ကဘာရင်ရရလဲဆိုရင်ကျွန်တော်တို့အခုပြောချင်တာဆိုတာ event a မှာကောင်းချက် ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့အခုဒီမှာအဲ့တော့အာ probability of age given ပါလဲဆိုရင်ကျွန်တော်တို့ a လို့တုံးလိုက်ပါမယ်โอเคဒါဆိုရင် ကျွန်တော်တို့ဒီမှာ quant ရဲ့အတွက်ကို a နဲ့စဉ်းစားရကျွန်တော်တို့ပြီးပါပြီအဲ့တော့ကျွန်တော်တို့ပထမဆုံးအချိန်မှာဘယ် condition မှမသိရအောင်ဆိုကျွန်တော်အခုဒီမှာ quant b အတွက်ကိုထည့်ပြီးစဉ်းစားဖို့လုပ်မယ်အဲ့တော့ပါလဲဆိုရင် plus အဲ့တော့ကျွန်တော်တို့အခုလုပ်မယ်ဟာဆိုရင်ပါလဲဆိုတော့ probability of 5b အဲ့တော့ဒီမှာလည်းပဲကျွန်တော်ကဗာလဲဆိုရင်အစွမ်းသား h given a ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုဒီမှာပေါ့နော်အာ have ပေါ့အဲ့တော့ probability of have given b ကိုတစ်ခါရှားမယ်အဲ့တော့အခုဒီမှာကျွန်တော်ကဏန်းနေစာပြီးစာတင်လို့ရပြီအဲ့တော့ဒီမှာပေါ့နော် pa နဲ့ ပြပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော် probability quantify ကြာမှာလေ probability quantify ကြာမှာကျွန်တော်က without condition နဲ့လေအဲ့တော့မဟုတ်သေးဘူးမသိတော့ကျွန်တော်ဒီကောင်ကို50 50အချိုးနဲ့ပဲယူစားလို့ရအဲ့တော့ဒီကောင်လေးကိုကျွန်တော်က0.5ပြီးဒီမှာလဲဗာလဲဆိုရင်ကျွန်တော်တို့0.5 pardon me ဲ့တော့အခုဒီမှာဆိုရင်ကျွန်တော်တို့ probability of half giving a အဲ့တော့ coin a မှာကျွန်တော်တို့က half ချမှတ်ရခိုင်ဘယ်လောက်လဲဆိုတော့0.9ရှေ့အဆိုရင်ကျွန်တော်အများအောင်ဘာလဲဆိုရင်0.9 okay အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် coin b မှာကျွန်တော် half ချမှတ်ရခိုင်ဟုတ်ပြီ coin b ကအနည်းငယ်သူက bank ဘက်ကို90% bias လိုက်တယ်ဆိုတော့ဒီကောင်က0.1ဖြစ်ပါလိမ့်မယ်။ဟုတ်ပြီ။အဲ့ဆိုကျွန်တော်တို့ဖြည့်ရပါလဲဆိုရင်ရှင်းနေတာပေါ့။သူကအကုန်လုံးကိုကျွန်တော်ကောင်းကြည့်တာ။ကောင်းပြောက်ပြီးတော့ကောင်းကြည့်လိုက်မယ်ဆိုရင်0.5ရပါ ဒါကကျွန်တော်ကဒီပထမဦးဆုံးအချိန်ပွိုင်ကိုပြစ်လိုက်တဲ့အချိန်မှာခေါင်းကျနိုင်မယ်ຢာကိုင်းတော့အဲ့တော့ဒုတိယအချိန်မှာပွိုင်ပြစ်လိုက်တဲ့အချိန်ခေါင်းကျနိုင်မယ်ຢာကိုင်းတော့ကလည်းဒီလိုမျိုးပဲ0.5ပဲဖြစ်ပါလိမ့်မယ်အဲ့တော့ဘလို့ဆိုကျွန်တော် pH 1နဲ့ pH 2ကိုကျွန်တော်ခဏလောက်ပြထားလိုက်အောင်အဲ့တော့ကျွန်တော်အဓိကလိုနေနေဆိုရဲဟာဘာလဲဆိုရင် d probability က independence ဖြစ်မဖြစ်ကိုကျွန်တော်သိချင်တာပါတယ်နော်အဲ့တော့ကျွန်တော်ဘာလို့မလဲဆိုရင် independence ဖြစ်မဖြစ်ဆိုရင်ကျွန်တော် intersection အဲ့တော့ကျွန်တော် p probability ကဘာလဲဆိုရင်ကျွန်တော်တို့ အာဒီမှာ head 1ပြီးရင် head 1ဗာလဲဆိုရင် intercept ဗာလဲဆိုရင်နောက်တစ်ခုက head 2 op ဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကိုရှာမယ်ဆိုရင်ဒီပုံစံနည်းရကြတော့ကျွန်တော်တို့ဒီကောင်ကပေါ့နော်ကျွန်တော်တို့နှစ်ချိန်လုံးကဗာလဲဆိုရင်ကောင်ကောင်ပဲကြမယ်ဖြစ်စဉ်အဲအကြောင်းကျွန်တော်အခုဒီမှာ ်အပထမအချင်းဖြစ်တဲ့ကောင်းချိုင်းဟာဒီအချင်းဖြစ်တဲ့ကောင်းချိုင်းဟာကျွန်တော် interception နဲ့ probability ရှာမယ်အဲတော့ကိုသိန်းကြီးကဒီမှာဆောင်းလားအကောင်တွေရောနည်းနည်းလေးရောအတူတူပဲဒါပေမဲ့ဒီမှာပါလဲဆိုရင်ကျွန်တော်နှစ်ခါနှစ်ခုလုံးပြန်လာဆိုတော့ကျွန်တော်ဒီမှာ square တစ်ခါလေးပြန်ရမယ်အဲတော့ကျွန်တော်ဒီမှာချက်ရေးပြရမယ် probability of event A ဟုတ်ပြီပြီးရင်ဒါလဲဆိုရင် probability of ဟဲ given ပြီးရင်ဒီကောင်ကို square လေးချက်တင်ရမယ် ဒီကျွန်တော်ဒီဘက်ကိုလည်းပဲ probability of ပါလဲဆိုရင် b ပြီးရင်ဒီတော့ဒီမှာ probability of ကျွန်တော် have given ပါလဲဆိုရင်ကျွန်တော်ရဲ့ point b ဒီကောင်းကိုလည်းကျွန်တော် square တင်လိုက်မယ်အဲ့တော့အဒီကောင်းနဲ့မှာ sum တင်မဲ့ကဏ္ဍနေရာဒီကောင်းကလည်း0.5ပဲပြီးရင်ဒီနေရာလေးကိုပဲ0.9အောင်ကျွန်တော် square တင်ရမယ်အဲ့တော့0.9ကို square တင်လိုက်ရင်ဒီကောင်ကဘာရမလဲဆိုရင်0.81ရပါလိမ့်မယ်။အဲတော့ဒီနေရာမှာဆိုရင်ဒီနေရာမှာကျတော့ကျွန်တော်0.1ကို square တင်ရမှာ ။ဒါဆိုရင်သူ့နေရာမှာကြားမဲ့ကောင်က0.1ဖို့ပဲနဲ့0.001ဖြစ်ပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်အခုဒီမှာတစ်ချက်ဒါလေးကိုရေးလိုက်မယ်နော်။ Okay ကျွန်တော်ရေးလို့ရှိရှင်းပဲအရှိရာတိုင်းပဲရေးမယ်။အဲ့တော့0.5ပြန်0.9 the whole square plus ပြန်0.5 into 0.1 the whole square အဲ့တော့အဖြေရသူ့ဘယ်လောက်ရမလဲဆိုရင်0.5 ဖုန်းမှာရပါလိမ့်မယ်။ဒါကဘာလဲဆိုရင်ကျွန်တော်နှစ်ချိန်လုံးပေါ့နော်။အာပထမတစ်ချိန်ရောဒုတိယချိန်ရောဟပ်ဖြစ်နိုင်မယ်။ຢာကိုင်းလုံးကိုပြောပါအဲ့တော့ probability of h1 intercept h2 ပေါ့။ Okay ။အဲ့တော့ကျွန်တော်တို့ကအဓိကသိချင်တာကပေါ့နော်။ဒီ hat 1နဲ့ hat 2ကျွန်တော်တို့ကဒီမှာပထမဖြစ်စဉ် event တစ်ခုနဲ့ဒုတိယဖြစ်စဉ် event အဲ့ဒါကို independent ဖြစ်မဖြစ်ကျွန်တော် check လုပ်ချင်တယ်။ဘယ်လိုလေးပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ h1 နဲ့ h2 နဲ့တို့ရှင်းရှင်းပြလိုက်ရင်ကျွန်တော်ဒီ intersection ကနေညီလားမညီလားဆိုတော့ကျွန်တော်ကြည့်မယ်။ အဲ့တော့ညီရယ်ဆိုရင်တော့တေချာရယ်ဒီကောင်တွေက independent ဖြစ်တယ်တကယ်လို့မညီဘူးဆိုရင်တော့သူတို့ဒီစင်ကောင်းသားပဲ independent မဖြစ်ဘူးအဲ့တော့ကျွန်တော်အခုဒီမှာကြီးလိုက်အောင်အားဆိုရင်ကျွန်တော်ခဏလေးဒါလေးအာခဏချက်လိုက်ပြီးတော့ဒီဘက်ဘေးမှာကျွန်တော်ရရယ်ကနန်0.41ကိုကျွန်တော်ရေးထားလိုက်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခု check လုပ်မှာဘာလဲဆိုရင် probability or ဘာလဲဆိုရင်ကျွန်တော်ရဲ့ event 1 into ဘာလဲဆိုရင် probability or event 2ပါ အဲ့တော့ဒီကောင်နှစ်ကောင်ကစွန်းတော့ဟက်1ရှာပွားရဲ့ဆိုတော့0.5ဆိုတော့ကျွန်တော်ရတာတီးပွားရဲ့လေဟက်1က0.5အဲ့တော့အခုဒီမှာပေါ့နော် သူကအာကျွန်တော်တို့ဟတ်တူးဒီလဲပဲပေါ့နော်ဒုတိယ event ပေါ့ဒုတိယ event မှာ quant နောက်တစ်ချိန်ဖြစ်တဲ့အချိန်မှာကျွန်တော်ဟတ်ကြနိုင်မှာအကိုင်းလုံးဒီလဲသူကဘာပဲလဲဆိုရင်ဒီကောင်ဒီလဲ0.5ပဲအဲ့တော့ကျွန်တော်ပြောလိုက်မယ်ဆိုရင်0.5 into 0.5ဆိုတော့သူက0.25ရပါတယ်အဲ့တော့ဒေတာရအခုဒီမှာကျွန်တော်ရဒီကောင်0.25နဲ့ဒီမှာရရ0.41နဲ့ကမညီပါဘူးမညီပါဘူးဆိုရင်ကျွန်တော်တို့အခုဒီမှာပေါ့နော် အာဒီ probability of h1 intercept h2 ကပြောရမယ်ဆိုရင်ကျွန်တော်တို့ probability of h1 နဲ့ probability of h2 နဲ့ equal မဖြစ်ပါဘူး။အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ event နှစ်ခုလုံးဒီ independent မဖြစ်ပါဘူး။ဒီနေရာမှာဘာအရေးကြီးွားလဲဆိုရင်နော်သူက without conditioning ကြောင့်ပါ။ without conditioning ဆိုတာကျွန်တော်ကဒီနေရာမှာပေါ့နော်ဒီ coin က ျွန်တော်ကပေါ့နော်ဒီ coin ပေါ့နော်ဘယ် coin ကကျွန်တော်ကဒီမှာအာဒီ hack ရမယ်ဆိုတော့ကျွန်တော်မသိဘူး without without condition နဲ့ကျွန်တော်ဆန်ထားတာအဲ့တော့ဒီဘက်မှာ coin fee ဆိုရလေသူကတေးအာဒီမှာဆိုရင်ဒီပန်ရနိုင်ကြီး60ရာခိုင်နှုန်းရှိဆိုကျွန်တော်သိရတကယ်အဲ့ coin ကအာသူကပန်ရနိုင်ကြီး60ရာခိုင်နှုန်းရှိတဲ့ကြားဆိုရင်ကျွန်တော် hack က0.5ပဲရှိမှာဒါပေမဲ့လောလောဆယ်ကကျွန်တော်ဆန်တဲ့ဟာမသိရ without condition နဲ့ဆန်ထားအဲ့တော့ကြောင့်ကျွန်တော်ယူရတဲ့အချို့ကဒီ event a နဲ့ event ဒီမှာဘယ်လိုလဲဆိုရင်သူက0.5 0.5နဲ့ဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်တို့ကို without connection နဲ့အချိန်မျိုးမှာသူကအခု independent ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူးလို့ပြောရပါအဲတော့ဒီအဖြေကိုပဲကျွန်တော်ထပ်ပြီးတော့ပေါ့နော်အာ condition တိရဲ့အစီအစဉ်ပေါ့ without condition နဲ့မဟုတ်ပဲね with condition နဲ့အဲတော့ with condition မှဆိုရင်တော့ကျွန်တော်တို့ဘယ် quantity ကိုယူရမလဲဆိုတာကျွန်တော်တိရဲ့အခြေအနေနဲ့ထပ်ပြီးတော့ properly တွက်ကြည့်မယ်အဲတော့တေချာရဲ့ကျွန်တော်က head လို့ရနေဆိုရင်ကျွန်တော်က quantity ကိုပဲကျွန်တော်ယူပေးမှာပဲအဲတော့ကျွန်တော် quantity ရေးမယ်ဆိုရင်ကျွန်တော်အနေနဲ့95 90 90%ပေါ့နော် bias line လေဆိုတော့ကျွန်တော်သိမှာပဲအဲဒီတော့နောက် video ဒီဘုတ်မှာကျွန်တော်တို့ဒီ weight conditioning ဘယ် quantity ကထပ်ဖြစ်မလဲဆိုတာ သိနေရဲ့ condition နဲ့ကျွန်တော် probability ကိုဆန်ကြည့်အောင်အားလုံးပဲကျေးဇူးတင်ပါတယ်